မင်္ဂလာပါခင်ဗျာအခုချိန်ကစပြီး2025ခုနှစ်မလ9ရက်နေ့ညပိုင်း Radio NUG ပြည်တွင်းသတင်းများကိုတင်ပြပေးပါတော့မယ်ကျွန်တော်ကတော့နေဦးနိုင်ပါအခုပထမဆုံးတပုတ်အနေနဲ့လူအခွင့်ရေးဆိုင်ရာမှာမင်းကြီးယုံအကြီးခဲထက်ရဲ့မြန်မာနိုင်ငံလူအခွင့်ရေးလက်ရှိအခြေအနေနဲ့ပတ်သက်ပြီး၎င်းရဲ့တင်ပြမှုကို NUG ကကျေးဇူးတင်ကြိုဆိုတဲ့သတင်းကိုတင်ပြပေးပါမယ် လူခွင့်ရေးဆိုင်ရာမဟာမင်းကြီးယုံအကြီးအကဲထားကရဲ့မြန်မာနိုင်ငံလူခွင့်ရေးလက်ရှိအခြေအနေနဲ့ပတ်သက်ပြီး၎င်းရဲ့တင်ပြမှုကို NUG ကကျေးဇူးတင်ကြိုဆိုလိုက်ပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရလူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနကမလအတွင်ဖော်ပြထားပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကိုစားလူ့အခွင့်အရေးဆိုင်ရာမှမင်းကြီးယုံအကြီးအကဲထက်ရဲ့မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးအပြန်အလှန်တုံ့ပြန်ဆွေးနွေးခြင်းအပြင်မြန်မာနိုင်ငံလူ့အခွင့်အရေးလက်ရှိအခြေအနေနဲ့ပတ်သက်ပြီး၎င်းရဲ့တင်ပြမှုကိုကျေးဇူးတင်ကြိုဆိုအပ်တယ်လို့ဖော်ပြထားပါတယ်။မဟာမင်းကြီးကမြန်မာနိုင်ငံအခြေအနေကိုကမ္ဘာပေါ်မှာအဆိုးဆုံးအခြေအနေဖြစ်ဖော်ပြခဲ့ပြီးတော့အကြမ်းဖက်ဆီအုပ်စုရဲ့ရာဇဝတ်မှုများနဲ့ချိုးဖောက်မှုများကိုကင်တွယ်ဖြေရှင်းရမှာအပြေးဝနားလည်နိုင်ရန်ပင်ခဲရင်သော လူသားများရဲ့ထိခိုက်ခံစားရမှုဖြစ်စဉ်များလို့တင်စားဖော်ပြခဲ့ပါတယ်။အဆိုပါဖြစ်စဉ်များမှာအငတ်ပီးအဆုလိုက်အပြုံလိုက်အရက်သားတီဆုံမှုများအတင်းအကျပ်စစ်မှုထမ်းစီခြင်းခေါင်းဖြတ်တက်ဖြတ်ခြင်းမီးရှို့ခြင်းခန္ဓာကိုယ်အစိပ်ပိုင်းများကိုဖျက်တောက်ခြင်းကွပ်မျက်ခြင်းညှဉ်းပန်းနှိပ်စက်ခြင်းလူသားတိုင်းအဖြစ်အသုံးပြုခြင်းနဲ့လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတို့ပါဝင်ခဲ့ပါတယ်။ အကြံပေးစေုပ်စုအဖွဲ့ဝင်များနဲ့၎င်းတို့ရဲ့လုပ်ငန်းများနဲ့မိဘအပေါင်းအပါများအပေါ်ပြစ်မှတ်ထားပိတ်ဆို့အရေးယူမှုများအပါအဝင်လက်နက်ခဲယမ်းများလေယာဉ်စီးနဲ့ကုန်ပစ္စည်းများဆော့ဝဲနဲ့ဤပညာများကိုအရက်ဘက်နဲ့စစ်ဘက်ဆိုင်ရာအသုံးချမှုများအတွက်အသုံးပြုနိုင်တဲ့ပစ္စည်းများကိုစစ်အစိုးရထံလွှဲပြောင်းပေးခြင်းများကိုရပ်ဆိုင်ခြင်းအရေးယူမှုဖြင့်မြန်မာနိုင်ငံအားဦးစားပေးလှုပ်ဆောင်ရန်မဟာမင်းကြီးရဲ့မြစ်တာရက်ခံချက်ကိုအပြည့်အဝထောက်ခံအပ်တယ်လို့ဆိုထားပါရခင်ဗျာ ဆက်လက်ပြီးမြန်မာနိုင်ငံမှာရှိတဲ့အမျိုးသမီးများနဲ့ကလေးငယ်တစ်စီတသမ၄တန်းဟာ2025ခုနှစ်မှာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများလိုအပ်နေတဲ့တရင်ကိုတင်ပြပေးပါမယ်။မြန်မာနိုင်ငံမှာရှိတဲ့အမျိုးသမီးများနဲ့မိန်းကလေးငယ်တစ်စီတသမ၄တန်းဟာ2025ခုနှစ်မှာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများလိုအပ်နေတယ်လို့ဆွစ်ဇာလန်တန်ယုံရန်ကုန်ကဖော်ပြထားပါတယ် မြန်မာနိုင်ငံမှာရှိတဲ့အမျိုးသမီးများနဲ့မိန်းကလေးငယ်တစ်ဆယ်တသမာ၄တန်းဟာ၂၀၂၅ခုနှစ်မှာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများလိုအပ်နေပြီးတော့လိုအပ်နေသူများရဲ့52ရာခိုင်နှုန်းကိုကိုးစားပြုတယ်လို့ဆိုပါတယ်။အမျိုးသမီးများဥဆောင်တဲ့အိမ်အောင်စုများဟာပုံမိုးဆင်းရဲမွေးတည်မှု NDA များနဲ့ရင်ဆိုင်နေရပြီးအမျိုးသမီးများရဲ့အလုပ်ကိုင်းဟာ၂၀၁၈ခုနှစ်ကစတင်ပြီးတော့အမျိုးသားများရဲ့နှုံချက်၊နှက်စ 17ရာခိုင်နှုန်းကျဆင်းသွားခဲ့ကအမျိုးသမီးနဲ့မိန်းကလေးငယ်များရဲ့73.9ရာခိုင်နှုန်းမှာမတန်ဆွမ်းမှုရှိပြီးရင်းနှီးသောလက်တွဲပေါ်ဤအကြမ်းဖက်မှုဖြစ်နိုင်ခြင်းနှစ်ဆမှသုံးဆပုံများတယ်လို့ဖော်ပြထားပါတယ်။ဆက်လက်ပြီးစိန်ခုံမှုများရင်းဆိုင်နေရသည့်တိုင်မြန်မာနိုင်ငံမှာရှိတဲ့အမျိုးသမီးများနဲ့မိန်းကလေးငယ်များအတွက်ပုံမှုမျှတပြီးရေရှည်တည်တံ့သောအနာဂတ်ကိုဖော်ဆောင်ရန်ဆွစ်ဇာလန်တန်ယုံကကတိပြုထားတယ်လို့ဆိုထားပါတယ်ခင်ဗျာ။ဆလဘီ ຫນွေဥတော်လန်ကြီးဟာနောက်တဆင့်တွန်းလိုက်ရင်အဖြေပေါ်တော့မယ့်အခြေအနေဖြစ်တယ်လို့ဆိုတဲ့သတင်းကိုတင်ပြပေးပါမယ်။ຫນွေဥတော်လန်ကြီးဟာနောက်တဆင့်တွန်းလိုက်ရင်အဖြေပေါ်တော့မယ့်အခြေအနေဖြစ်တယ်လို့မလအတွင်စီရေးအခြေအနေများကိုသုံးသပ်ဖော်ပြတဲ့ PDF insight ကဖော်ပြထားပါတယ်။အာရှဒေသတွင်းအင်အားကြီးတွေရဲ့ပြိုင်ဆိုင်မှုရုံလုံးမပေါ်ခင်မှာတော်လန်ကြီးအင်အားတွေရဲ့အနေနဲ့မအားလာကိုအဆုံးအဖြတ်သဘောထိရောက်တဲ့ အောင်ပွဲတွေရထားဖို့လိုတာဖြစ်တယ်။တစ်ဖက်မှာ US ရဲ့နိုင်ငံခြားရေးမူဝါဒတဲမှာမြန်မာပါလာအောင် လော်ဘီလုပ်ရမှာပါ။နောက်တစ်ဖက်ကလည်းဘဲအင်အားကြီးကိုမှနင်းဘဲငဆစန့်ကျင်တာမျိုးလုပ်လို့မရပါဘူး။ဒေါ်လာရေးတရက်ဟာစန့်ကျင်သူနည်းလီ ကောင်းလေပါပဲ။ KIA ဘူချုပ်တယောက်ပြောခဲ့တယ်လို့အချိန်ကအဆုံးဖြတ်ပေးသွားလိမ့်မယ်ဆိုတဲ့စကားလိုပါပဲ။နောက်တစ်ဆင့်တွန်းလိုက်ရင်အပြေပေါ်တော့မယ်အခြေအနေဖြစ်ပါတယ်။ တကယ်တော့ EAO များရော NUG လက်အောက် PDA တက်များအလုံးဒီလိုအခွင့်အလမ်းနဲ့အခြေအနေတွေအတွက်အသင့်အနေထားမှာရှိနေတာဖြစ်ပါတယ်လို့ဆိုထားပါတယ်။အကြမ်းဖက်စစ်ကောင်စီဟာလက်ရှိမှာဆုံးရှုံးထားတဲ့နေမီများတိုးပွားလာတယ်လို့သိရပါတယ်ခင်ဗျာ။ဆလဘီရန်ကုန်တိုင်းတက်ရင်အတွက်ជីကာအင်ဂျီအထည်160ជីကာပလေပြားအခု320နဲ့ជីကာအုတ်ထုပ်အလုံး160တို့ကိုတက်ဆင်ပေးနိုင်ခဲ့တဲ့သတင်းကိုတင်ပြပေးပါမယ်။ ရန်ကုန်တိုင်းတရင်အတွက်ကြီးကအင်ဂျီအထည်160ကြီးကပလေးပြားအခု320နဲ့ကြီးကအုတ်ထုပ်အလုံး160တို့ကိုတက်ဆင်ပေးနိုင်ခဲ့တယ်လို့သိရပါတယ်ပြည်သူတော်လှန်ရေးထောက်ပို့တပ် PRF မှာရန်ကုန်တိုင်းအတွက်ပါဝင်တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ထောက်ပံ့ငွေပမာဏဟာတည်ရင်ထောက်ပံ့နဲ့အထွေထွေအသုံးစရရဲ့အတွက်လိုအပ်မှုအပြင်ပုံမှုရရှိခဲ့တာ ဖြစ်လို့ရန်ကုန်တိုင်းတည်ရင်အတွက်ကြီးကအင်ဂျီအထည်160ကြီးကပလေးပြားအခု320နဲ့ကြီးကအုတ်ထုပ်အလုံး160တို့ကိုတက်ဆင်ပေးနိုင်ခဲ့တယ်လို့ဖော်ပြထားပါတယ်။ ပြည်သူလူထုရဲ့လေးနက်တဲ့မြေတားနဲ့ပါဝင်ထောက်ပို့မှုတွေကြောင့် PDF ရဲဘော်တွေဟာလုံခြုံရဲရင်စွာဆက်လက်တိုက်ပွဲဝင်နိုင်ပြီဖြစ်တယ်လို့အတိအပြီးဆိုထားပါရခင်ဗျာ။ ဆက်လက်ပြီး2022ခုနှစ်ဇူလိုင်လကနေ2024ခုနှစ်ဒီဇင်ဘာလအတွင်းအကြမ်းဖက်ဖြစ်စဉ်တွေကြောင့်စကိုင်းတိုင်းတဲမှာအရက်သား9000ကျော်တိဆုံးခဲ့တဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။2022ခုနှစ်ဇူလိုင်လကနေ2024ခုနှစ်ဒီဇင်ဘာလအတွင်းအကြမ်းဖက်ဖြစ်စဉ်တွေကြောင့်စကိုင်းတိုင်းတဲမှာအရက်သား9000ကျော်တိဆုံးခဲ့ရပါတယ်။2022ခုနှစ်ဇူလိုင်လကနေ2024ခုနှစ်ဒီဇင်ဘာလအတွင်းအကြမ်းဖက်ဖြစ်စဉ်တွေကြောင့်စကိုင်းတိုင်းတဲမှာအရက်သား9000ကျော်တိဆုံးခဲ့ရတယ်လို့မလအတွင်း Data Reform မြန်မာ ကဖော်ပြထားပါရယ်ထို့ထဲမှာမှအမျိုးသမီးနဲ့ကလေးငယ်တည်ဆုံမှု24ရာခိုင်နှုန်းပါဝင်ပြီးတော့အယက်သားတည်ဆုံမှုရဲ့83ရာခိုင်နှုန်းဟာအယက်သားများကိုပြစ်မှတ်ထားတပ်ဖြတ်ခဲ့တာလို့သိရပါရယ်ခင်ဗျာအခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းတောက်မင်းတီဟန်ကပေးပို့ထားတာဖြစ်ပါရယ်ခင်ဗျာ